မျိုးတွေကောင်းတော့နက်ခင်မှာကဒီနေ့ဟာ30ရက်ကိုလာပိုင်း2000လက်မှ25ဖြစ်ပါတယ်ကဒီနေ့ပြောရပါတော့နော်အားလုံးအားလုံး live ပေါ်မှာခရိုက်ရိုက်နေတဲ့အရာလေးပေါ့နော်နေပြီးတော့မှမွတ်စလင်တွေကိုပေါ့နော်ဗလီပေးတယ်ပေါ့ကာကျော်ကြီးကဗလီနေရာတေကာခွဲတေကာကျော်ပေးတယ်ပေါ့နော်တေကာပေးတယ်ဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးပြောမှဖြစ်ပါလိမ့်ဗျနော် ပေါ့ကတော်တို့ပြောရဲဦးလာတဲ့မလုံနေရလဲပေါ့နော်မလုံနေရလဲပေါ့ဦးဇင်းတို့ကပြောပြီပဲလေဗျာတရားဝင်တိုင်းရင်လဲလေးရွာပါပတိတုံးကဦးဇင်းတို့ပြောတရားမဝင်လို့ပြောတာတရားမဝင်လို့ပြောတာဗျာနော်အဲ့တော့တရားဝင်တောင်းတယ်သူတို့တရားဝင်တောင်းတယ်တရားဝင်ပေးတယ်အဲ့ဒီဆိုရလက်ထံမှာကောင်းမှုတော့ဖရာဟိုတော်မှာဟောခဲ့တယ် အဲ့ဒီဆိုရလက်ထက်မှာတန်ဃာတော်တွေအောက်ကနေပြီးမှဂလီယမော်လဝီရဂလခိုင်ကြီးတွေကိုထိုင်လို့ဘာသာရေးကိုအဲ့လောက်ထိဖိနှိပ်ခဲ့တာမဟုတ်ဘူးလားဒီချိန်မကအောင်မြောက်များစွာရှိပါတယ်သူ့လူခဲ့တဲ့အရာတွေလက်ရှိတယ်တန်ဃာရေးဝင်ကြီးတရားဥပဒေကိုဆိုလဲပြောခဲ့တာပဲလေငွေလေကောင်မှတကယ်ကမ္ဘာဆန်းကျင်ပြီပေါ့ဂလီအကြီးကြီးလုပ်မယ်လို့တော့ပြောခဲ့တယ်မဟုတ်ဘူးလားလုပ်ဖို့အတွက်မအောင်မြင်ခဲ့ဘူး အလဲဒီဆိုရလက်ထက်မှာဘာသာပေါင်းစုံဆိုပြီးမှမဟာနာဆရာတော်တွေကိုဖြုတ်ပြီးမှမဟာနာဆရာတော်ကြီးတွေဖြုတ်ပြီးမှအဲ့လိုကဘာရေးလို့နေရာမျိုးမှာခရိယံကလည်းခရိယံဟိန္ဒူခရိယံမွတ်စလင်ဗိုက်အစ္စလမ်ဘုရားဘာသာဘာသာရေးလေးခုထိုင်မဲ့ပုံစံမျိုးဘလန်ဆွဲခဲ့တယ်မဟုတ်ဘူးလားတကယ်လို့ဒါဆိုရနောက်ထပ်၅နှစ်တာဆိုရင်တော့ဖြစ်သွားမှာပဲဒါတွေကနော် ဒါတွေကပုံစံမျိုးနဲ့တို့တို့တွေဆွဲခဲ့ကြတာပဲတရားမဝင်ရင်တော့ဦးဇင်းတို့ကတော့ကန့်ကွက်ပါပဲတရားဝင်လူတို့တရားဝင်တိတိကျကျတရားဝင်တိုင်းရှောက်တယ်တရားဝင်လုပ်တယ်နိုင်ငံတော်ကတရားဝင်ခွင့်ပြုတယ်ဆိုတော့ကျွတ်တို့အနေနဲ့ပြောစရာပြဒါဦးဇင်း2013 2023ကတည်းကဆရာတော်ကြီးကဘွဲတော်ဆရာတော်ကြီးဒီတွားဖူးတယ်ဘုံမှုတရားရဲ့ဆရာတော်ကြီးရေဦးလင်ရောက်တဲ့ချိန်တွားဖူးတော့အေးဒီကွာတဲ့ဒီလိုဒီလိုရဒီလိုပေါ့ပေးတယ်ပေါ့ နော်ခရိယံလည်းပြီးတယ်မွဆလင်လည်းဟိန္ဒူလည်းပြီးတယ်လို့ကြားရကွာတဲ့အဲ့အကြီးဆုံးကတော့ဒီဆရာတော်ကြီးလာကြတော့တော့နော်ဆရာတော်ကြီးလည်းကြားတာပေါ့ဗျာအဲ့လိုကြားတဲ့အခါမှာဆရာတော်ကြီးကအေးကွာတဲ့ငါလည်းနေပြီးတော့မှကွာအစင်သားကြီးကြီးကြီးတခုလုံးရကတော့တောက်ပြီးမှလုံးမကွာတဲ့သာဥစဉ်ကဆရာတော်ကြီးရှောက်တဲ့ဟာကိုကြားရတာပေါ့နော်ဆရာတော်ကြီးတောင်းလဲတောင်းထားကိုကြားပါလေ။ရလဲရထားပြီလို့ဦးဇင်းတော်ကထင်ပါလေ။ရလဲရထားပြီလို့ထင်ပါလေ။ ဲ့ဒါကိုအကြီးကြီးလုပ်ပြီးဟာကာကြောကြီးရမူစလင်ဖြစ်သွားပြီဟာကာကြောကြီးရဖြစ်ရပြောရလို့ရှိရင်တော့တို့တွေကဟုတ်လားဒီကမြန်မာနိုင်ငံမှာရှိတဲ့မျိုးသားရေးသမားတွေနဲ့မူစလင်တွေကိုအဒီကရုံးဖြစ်အောင်ဖန်တီးတာပဲဒီပါတူဘူးဖြစ်အောင်ဖန်တီးတာပဲပြောရတော့မျိုးသားရေးသမားတွေမဘာသာမဘာသာတွေကိုထောင်ထဲကိုထည့်တာပဲအဲ့ဒါတို့တွေကအပြေပါနဲ့မြောက်ပေးမယ်မြောက်ပေးမယ်ဟာဟာလုံးတယ်အဲ့ဒါမခံမရနိုင်ဖြစ်ပြီးမှထားပြီးမှမခံပြောမယ်သူကလိုချင်တာတော့ ဟိုအားပေါ့နော်ဒီကဒါကောင်ကတော့ဥစဉ်ကိုဥစဉ်ကိုပြတ်မှတ်ထားဖို့ကြာပါတယ်ဥစဉ်တော့ဥစဉ်ရဲ့ဆာမဝိဇာတူတို့ပြောလိုက်လို့ရှိရင်အာကကြောင့်ကြီးကဖမ်းမှာပေါ့အာဖမ်းပြီးထောင်းနေတယ်မယ်အာကတော့တို့အတွက်ဆင်ပြေပြီလာပဲနော်ဒီကဒီလိုပဲဥစဉ်တော့ကတော့တုံးတက်တယ်တရားဝင်လျှောက်တယ်တရားဝင်လှုပ်တယ်တရားဝင်တော့လည်းလှုပ်လေဥစဉ်တော့လည်းကြောင်းနေရတရားဝင်လျှောက်တယ်ဟုတ်လားဒါနာရေးဝင်ကြီးလက်မှတ်ထိုးပြီးတယ်ဒါနာရေးဝင်ကြီးခွင့်ပြုပေးတယ် တတော်ဝင်ကြီးတတော်နဲ့မကင်တတော်ကိုရှောက်တယ်ဟုတ်လားရှောက်တယ်ဦးစင်းတို့လည်းတရားမဝင်တာတရားမဝင်ဘူးဆိုရင်တရားဝင်အောင်လုပ်စီးနဲ့ကဲနဲ့ဘောင်နဲ့လို့တို့တို့တွေကဒါဘယ်ပါတော်မှထိတိုက်စရာအကြောင်းမရှိဘူးဘယ်ပါတော်မှလည်းယာညုစရာအကြောင်းမရှိဘူးဦးစင်းတို့ပြောပြီပဲဒီနိုင်ငံမှာနေတဲ့ဘာသာတိုင်းကဒီနိုင်ငံကိုချစ်ရပါပဲကိုယုံကြည်ရအောင်တော့ကိုယ်ွယ်ကြပါဒီနိုင်ငံရဲ့ဥပဒေတိုင်းကျင့်တော့ရပါပဲ ီကနိုင်ငံရဲ့ဥပဒေတိုင်းနေထိုင်ရမှာပဲဒီနိုင်ငံရဲ့ဥပဒေတိုင်းမနေထိုင်မဲနဲ့အစွဲရောက်မယ်နိုင်လူဖြစ်စည်းလုံမယ်ဥပဒေကိုချိုးဖောက်မယ်ဆိုတော့ဒီနိုင်ငံဥပဒေတိုင်းခံရမှာပဲလေဗျာခံရမှာပဲဟုတ်လားလူရှားနိုင်ငံမှာတော့မကြည့်လीဗျာကြည့်တာပဲဟုတ်လားဦးစင်းတို့ဒါလူရှားနိုင်ငံကာကြုတ်လက်ထက်မှာပဲပြောရမှာပဲ ဘုံကြောင်းနဲ့ကန်နဲ့ဖီလကောဖရာစီတီတော်ကြီးနဲ့ရှိခဲ့လာပဲမဟုတ်ဘူးလားခွင့်ပြုပဲဒါတရားဝင်တရားဝင်ခွင့်ပြုတယ်လေဟုတ်လားတရားဝင်ခွင့်ပြုတာပဲအဲ့ဒီပလီကြီးကဟုတ်ပြီတရားဝင်ခွင့်ပြုလို့တရားဥပဒေကိုချိုးဖောက်မယ်ဆိုတော့အဲ့ဒီပလီလည်းပိတ်ခံရမှာပဲဥပဒေကိုချိုးဖောက်လို့ပလီတဲကလည်းဥပဒေကိုချိုးဖောက်ပြီးမှပလီတဲကလည်းအကြက်ဖက်မှုတွေလုပ်တဲ့အတွက်ကြောင့်မိတ်ရှိလာပတိကြီးပိတ်ခံထားတာမဟုတ်လား။တခိုင်းပြည်နယ်မှာဟိုတလောက်ထွေးမြေနိုင် ဖွင့်ပေးလိုက်တယ်ပလီဘာလို့ပိတ်ထားလဲအဲ့ဒီပလီတဲကနေတောက်ကြနေမှာထွက်လာတယ်တောက်ကြနေမှာထွက်လာပြီးမှရခိုင်တိုင်းသားတို့ရဲဆက်ဆက်လဲလိတတ်တယ်ရဲဆက်ဆက်တတ်တယ်ရဲဆက်ဆက်တတ်တယ်2013လောက်ထဲ2012ထဲ2012အဲ့မှာလူအချက်ပေးပြီးမှအိုင်နာကမှရခိုင်တိုင်းနိုင်တော့သေသွားတယ်။အဲ့မှာဒီကတော့တပ်မတော်ရှင်းလင်းလောက်တဲ့ဘယ်ဘလီကိုပိတ်လိုက်တယ်။ပုံထွင်းမြင်နိုင်ဖွင့်ပေးတယ်။လူအုပ်ချုပ်တဲ့ချိန်မှာ ခင်ဗျားတို့တကယ်အော်ရမှာအခုရခိုင်နိုင်ငံသားတွေဘင်္ဂလားဒေ့ရှ်ရှိမှာရခိုင်နိုင်ငံတို့မွဆလင်များဝါသွားမရင်းကျင်တယ်မရင်းကျင်တဲ့အရာကိုခင်ဗျားတို့ခုဟောလာဆန္ဒပြတယ်အရေးယူပြီးဆန္ဒပြတာကိုရခိုင်ရဲ့အဲ့မှာဘင်္ဂလားဒေ့ရှ်ရဲ့ဟောလာအကြမ်းဖက်မှုတွေလှုပ်ဆောင်ပြီးမှပြလုံငါမ19ရောက်သေးတယ်အဲ့ဒီမြှုပ်ချခါရတယ်အဲ့ဒီလူခွေတော်မတွေအဲ့ဒါအော်လေဗျာတကားဖိလန်မောင်မောင်တို့အဲ့ဒါအော်လေဗျာအဲ့ဒါပြောလေဗျာတရားဝင်ကြီးကိုဦးစင်းတော်ကဘာပြောလို့မရဘူးလေ တရားမဝင်ပဲနဲ့တိဆောက်တယ်တရားမဝင်ပဲနဲ့လုတ်တယ်ဆိုရင်တော့ကျွန်တော်ကလောက်ရမှာပေါ့ပြောရမှာပေါ့ဟုတ်လားဖြစ်ပါတယ်တခါကြီးတို့လက်တိုင်းပြူချစ်တဲ့အတွက်ကြောင့်ပြောတာပြောတာပဲဒီချက်တခါကြီးတို့ဖင်လန်မှာနေကြတယ်အော်နေကြတယ်ပြောနေကြတယ်လာပါမြန်မာနိုင်ငံလာပါမြန်မာနိုင်ငံလာပြီးမှပြောကြပါမြန်မာနိုင်ငံလာပြီးမှတရားဝင်စော်ကြပါဒါကြ ాయి တို့ဒီလောက်တတိတွေကောင်းတယ်ဒါလောက်ဒါကြ ాయి တို့ပွဲလင်းမြင်တာဘူးတွေရှိတယ်ဒါကြ ాయి တို့ကပညာရတ်တွေပါပညာရှိတွေပါဒါကလုံးပြောတာတွေဒါကြ ాయి တို့လေဟုတ်လားပြောပါနော်လာခဲ့ပါမြန်မာနိုင်ငံလာခဲ့ကြပါ မြန်မာနိုင်ငံပြောပါဟုတ်လားဘာဘာသားတွေပုပ်ပုပ်ကိုရဆော်ကပုပ်ကိုတော့ပုပ်ကိုတော့ဆော်ကားလိုက်ဥတုစိတ်တဆော်ကားကြလားဥတုစိတ်တဆော်ဘာဘာသားဘာဘာသားတို့ခိုင်းမဆော်ကားနဲ့ဘာဘာသားမှာတိပိတကဆရာတော်ကြီးတွေပါတယ်ဘာမအင်းစိတ်ဆရာတော်ဘုရားကြီးတွေပါတယ်နော်တကယ်ဒီလောက်ကောင်နမရီကောင်လည်းပြည့်စုံတဲ့ဆရာတော်ဘုရားကြီးတွေပါတယ်နော်ဘာဘာသားဆရာတော်ကြီးဆိုတာနဲ့အကုန်ပါသွားပြီအဲ့တော့ပုပ်ကိုရကိုပြော ပုဂ္ဂိုလ်ကြီးကလားတခါကြီးတို့အတွက်ကိုဦးစင်ကပြောပြရနော်ဝစီဝေဒထိခြားချာဆိုတာဆရာတော်ကြီးတွေကခွင့်လွှတ်ပေးမယ်အကုသိုလ်ကတခါကြီးတို့ခွင့်မလွှတ်ဘူးနော်ပပဒဆိုတာကတန်ခါမြန်မန်းဆိုတာဖွဲ့စည်းထားတဲ့ဖွဲ့ပပဒဆိုတာကဥဒိစေဆိုရလက်ထက်မှာတရားဝင်ဖွဲ့စည်းခဲ့တဲ့ဖွဲ့အနေဒီဆိုရလက်ထက်မှာဖြတ်သိမ်းခဲ့တာမဇက်ကလားလက်မဇက်ကနေဖြတ်သိမ်းခဲ့တာဗုဒ္ဓဘာသာကိုမတရားဖိနှိပ်ခဲ့တာခင်ဗျားတို့ကမပါတာပုဂ္ဂိုလ်တော်ခင်ဗျားတို့အကြမ်းဖက်တယ်ပြောအောင် ပုဂ္ဂိုလ်ဓာတ်ဒကာမဟာကျော်အတွက်ပေါ့နော်ဘာမှမဒကာမဟာကျော်တက်ကဥစဉ်ပြောတာတော့မဟုတ်ဘူးထင်ပါတယ်သူနဲ့ဥစဉ်နဲ့လည်းတွေ့ပြီးပါတယ်သူရဲ့ဆိုင်လည်းဖိတ်ဆိုင်မှာလည်းဥစဉ်ထိုင်မှုတယ်အပြင်မှာလည်းဖော်ဖော်ရွှေရွှေပါတကယ်လဲဒါမြန်မာလူတွေထဲမှာဒါအပြင်မှာလည်းသူဒီအထဲရတိုင်းပဲသူနေရထိုင်တာတကယ်ကိုတည်တတ်ပါတယ်တကယ်ကိုပညာရှိလူငယ်တယောက်လိုပဲပြောရမှာပါတော့ဥစဉ်တို့ဖုံးကြီးတွေထွက်ပြီးမှစစ်ထဲဝင်တဲ့ဟုတ်လားစစ်ထဲဝင်မှပြန်ဝဲဆိုရင်မှသူပြောသွားဖို့ခရာဟုတ်လား ဥစဉ်လို့ပြောချင်တာကဘုန်းကြီးဓာတ်ကင်တာတက်နတ်ကင်တယ်ဟုတ်ပြီဥစဉ်ဓာတ်ကင်တာတက္ကကြီးမြင်ဘူးတက္ကကြီးတို့ဥစဉ်တို့အဓိကတော့ဥစဉ်တို့ပြောချင်မှထင်ပါရဲ့တက်နတ်ကင်တာပောက်ကိုတော့တက်နတ်ကင်တာမြင်ဘူးတယ်လားပောက်ကိုတော့ဓာတ်ကင်တာရောမြင်ဘူးတယ်လားလူငယ်တွေကိုလမ်းမလမ်းမမရောအချက်ဖက်မှုမရောဥစဉ်တို့ကလမ်းညွှန်ပေးတယ်ဥစောက်ပေးတယ်ဒါတော့ပဲရှိတာပောက်ကိုတော့ PDF တွေကိုတက်ပါ PDF တွေကိုလုတ်ပါလို့ပောက်ကိုတော့ဘယ်နှခါပြောခဲ့ဘူးတယ်လဲဒါလဲတက္ကကြီးသူကပြောရမှာလေ ောက်ကိုတော့အချမ်းဖက်တယ်ဆိုရင်ပောက်ကိုတော့ဘယ်နေရာဒီမှာအချမ်းဖက်ခဲ့တယ်လဲဘာလဲဦးသိန်းကဒီလူငယ်တို့မစီယုံတော့စီယုံတယ်ဆိုတာကဟိုတိုင်းပြီကိုပါတာနော်ကာကွယ်ကိုစီယုံတာလေဦးသိန်းကခုမှစီယုံတာမဟုတ်ဘူးလေငကိုကလေးကဦးသိန်းမှာလူငယ်တွေကိုစီယုံခဲ့တယ်လူငယ်တွေဟုတ်လားလမ်းမရောက်နေတဲ့လူငယ်တွေသိုးပေပိုက်ပေဆိုတဲ့လူငယ်တွေကိုစီယုံခဲ့လို့အမြင်မှန်ရအောင်တဲ့လူငယ်တွေဦးသိန်းကြောင့်လူနေဆုံးမှာအမြင်မှန်ရပါတယ်လူငယ်တွေအများကြီးရှိတယ်ဗျာအများကြီးရပောက်ကိုတော့ဆိုတာခုမှပေါ်လာတာမှမဟုတ်တာ နော်ဒါဒကာကြီးတို့ကိုဦးစင်းကအပြစ်မြင်တာမဟုတ်ပါဘူးနော်အပြစ်မြင်တာမဟုတ်ပါဘူးဦးဒကာကြီးတို့ပြောတဲ့အားလေးဆိုပြန်ပြီးမှပြောကြခြင်းဖြစ်တယ်ဦးစင်းကဘသူ့ကိုဦးစင်းကပုံကိုရဆော်ကကိုယ့်ဘက်ကလူတွေဆော်ကရေဖိုးတော့ဦးစင်းကဟုတ်လားမပြောမတုတ်ပြန်နေရမတုတ်ပြန်ဘူးတုတ်ပြန်ဘူးနော်ဒကာမမောင်လို့လည်းဦးစင်းကမုန်းမရှိဘူးမုန်းမရှိဘူးဒါဆရာဘဘတာဆရာဘဘနာဆိုလာဟာကြီးဆရာတော်ကြီးဆရာတော်ကြီးဆိုတကလုံးနေပါလာလို့တို့အတွက်ကိုဦးစင်းကပြောပြခြင်းဖြစ်တာပါတို့အတွက်ကိုပြောပြခြင်းဖြစ်တယ်နော်တို့အတွက်ကိုပြောပြခြင်းပေါ့ကိုတော့ဆော်ကဘာမှဖြစ်ဘူးဒါတော့ဥရတူပုံကိုလည်းဆော်ကဘာမှဖြစ်ဘူးနော် ခွင့်လွှတ်ပေးတာဦးစင်းတို့ကကြလားအဲ့တော့ဗလီကိစ္စဒီတရားဝင်လောက်တာအတွက်ကြောင့်ဦးစင်းတို့အနေနဲ့ကန့်ကွက်စရာအကြောင်းမရှိဘူးတရားတရားဝင်လောက်ပြီးမှဗလီတွေကနေထေရကျဲမယ်ဟိုကမိထီလာလို့ပေါ့ဥတော်ပြီးတာကိုလမ်းမကိုမှရင်ကျင်းလေးမှစာအုပ်လာဝယ်တယ်ဝိမဗလီတဲ့ကိုဆွဲပါတယ်ဗလီတဲ့ဆိုရင်မှမိရှုတတ်တယ်ရဲဆက်ဆက်တတ်တယ်ဆိုရင်တော့ကျုပ်တို့တွေကတော့ဒီတိုင်းငိမ့်ခိုင်နေမှာပေါ့တိုက်တယ်မင်းအုပ်ချုပ်ပလိစေဟုတ်လားရခိုင်ပြည်နယ်မှာလို့ဗလီတွေကနေထွက်ပြီးမှဗလီတွေကထွက်ပြီးမှရခိုင်တိုင်းတို့တိုင်းသားတွေကိုမြောက်မြတ်စွာတတ်ဖြတ်တဲ့ပုံစံမျိုးဆိုရင်တော့ တို့တို့တွေကလက်ခံမှာမဟုတ်ပါဘူး။ဗလီတဲကနေအကြက်ဖက်မှုတွေဝင်လာရတော့ဟုတ်လား။ဗလီတဲမှာလည်းတို့တို့ဘာသာတရားတဲ့လို့ပေါ့တို့တို့ဘာသာတရားလို့ဆိုအဲ့ဒါဆိုရင်ဦးစင်းတို့အနေနဲ့လုံးဝလုံးဝကန့်ကွက်စရာမရှိပါဘူး။ဘာသာတိုင်းဘာသာတိုင်းကိုယ့်ဘာသာကိုတိုးတက်အောင်လုပ်မှာပါ။ညီညွတ်နော်တို့အဲ့ဦးစင်းတို့လည်းဦးစင်းတို့ ဘာသာဥဒ္ဓနုကာကွယ်ဥဒ္ဓနုဘာသာကိုထိုးတက်အောင်လုပ်တယ်လူများဘာသာကိုထိခိုက်တာမဟုတ်လက်နောက်လှုပ်တာမဟုတ်ပါဘူးဗျာနော်လူများပါဥဒ္ဓနုဒီမွတ်စလင်တွေကဥဒ္ဓနုစီကိုအကူအညီလာတော့တဲ့မွတ်စလင်တွေရှိပါတယ်အစ္စလာမ်ဘာသာတို့ကတခုလူပွားပါလာတယ်နော်ဒါဥဒ္ဓညနေကြလဲဒါဥဒ္ဓပြည်ကြီးတခုမျိုးနယ်တဲကနော်အနေဒီအစိုးရလက်ထက်မှာလဲထိန်းတိုင်းကျပြီးမှရုပ်မာခဲ့တဲ့မွတ်စလင်မိသားစုအချင်းချင်းတော့အဲ့အကြောင်းလေးကိုလဲဥဒ္ဓတို့အစ္စလာမ်ဘာသာအရာလဲအမွေမှာဆုံးဖြတ်ခွင့်ပေးတယ် ဆုံးဖြတ်ခွင့်ပေးထားတယ်။ဒါပေမဲ့သူတို့တွေအစ္စလမ်ဘာသာအရာလဲသူတို့တွေမလုပ်ဘူးမလိုက်နိုင်ဘူး။သူတို့တွေနော်ငွေရှိရဆိုပြီးထိန်းသိမ်းကြတဲ့အရာလေးတွေညနေမှာအားလုံးဆင်အမှန်တရားလေးတွေကိုပြောပြတော့ဖြစ်ပါလေအားလုံးဒါပါပဲဗျ။